အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခု Premier League မှာဘယ်အသင်းပဲဖြစ်ဖြစ်ပါ Premier League ရဲ့လို့လိပြိုင်ပွဲတစ်ခုမှာမထင်မှတ်ပေနဲ့ကိုကောင်အသင်းတသင်းခြေစွမ်းပြပြီးစွမ်းဆောင်ရည်ကောင်းသွားရင်အဲ့အသင်းကနောက်တစ်နှစ်နဲ့အတွဲမှာပြန်ကျသွားတာကြီးပဲ။အဓိကကျသွားတဲ့အချက်ကဘာလဲဆိုတော့ Club အသင်းကအောင်မြင်တဲ့လမ်းကြောင်းမရောက်သေးဘူးအသင်းကနမိတ်ကြီးတာနဲ့ကစားမားတွေအကုန်ရောင်းစားခံရပြီးတော့ အသင်းကထွက်သွားပြီးနောက်ဆုံးမှာအဲ့သင်းကရုံးကန်လိုက်ပြန်လှူရှားလိုက်ပြန်ဖြစ်ပြီးတော့ဒုံကြီးကဒုံကြီးပြန်ဖြစ်သွားတယ်ကျွန်တော်တို့တာရကတွေအများကြီးရှိတယ်မိုနာကိုအရန်ကောက်လို့ချန်ပီယံလိဆီမီဖိုင်နယ်တက်လာတယ်အဲ့တစ်ချိန်တည်းမှာပဲတခြားတခြားသောထိပ်တန်းတွေမှာပိုတူဘန်ဖီကာစပိုတင်နောက်ပြီးခဲ့တဲ့လာလီဂါမှာဂျီရိုနာကောင်းလာတယ်ပိုတူနဲ့ဘန်ဖီကာစပိုတင်ကတော့တူလီမာတွေကအကောင်းဆုံးဖြစ်တော့သူတို့ကအရင်မသိတာပဲမြင် တခြားအသင်းကြီးတွေချိန်လိုက်ပရီးမီယာလိမှာ Brighton အရန်ကောင်းတယ်သူတို့ကစားမတွေထွက်သွားတယ်နည်းနည်းပြန်ကျသွားတယ်ဒါပေမဲ့ Brighton အရန်ကြီးမဆိုးဘူးနောက်ဒီကြားထဲမှာပရီးမီယာလိကတခြားအသင်းတသင်းပြီးတသင်းအခုလဲဘုံမောက်အသင်းဘုံမောက်ကပြီးခဲ့တဲ့ရာသီမှာတကယ်ကိုနီးပြအီတာဝူလာနဲ့အီရိုနီအီတာဝူလာနဲ့ဟီရောအီရာဝူလာနဲ့တော်တော်ကိုကောင်းတယ်ဒါပေမဲ့အခုဘုံမောက်ရဲ့ကစားမတွေတယောက်ပြီးတယောက်ထွက်နေတယ် နံပါတ်1အနေနဲ့ဒင်းဟော်ဆင်ထွက်သွားတယ်ယူရိုတန်း60နဲ့โอเคအသက်19နဲ့20ပဲရှိတဲ့လူငယ်ချက်တိတ်လေးတယောက်အတွက်ပြဿနာမရှိတော့ဘူးလို့ထင်ထားတယ်အဲ့အတွက်ကြောင့်အခုလောလောဆယ်မှာအခုလက်ရှိမှာဘုံမောက်ကဒါဘယ်လိုပြောမလဲဆိုတော့ဒါသူတို့အဲ့တယောက်ကိုတန်း60နဲ့ရောင်းတယ်အဲ့ဒါလဲပြီးရောဘုံမောက်ကအခုလက်ရှိမှာနောက်ခံလူမီလော့စ်ကာခစ်ကိုလီဗာပူးကိုဆုံးရှုံးမယ်ယူရို40ပေါင်40နဲ့နှစ်တန်းဆိုရင်သူတို့ဘက်ကလက်ရှိမှာ ဒါပြောင်းရွှေ့ခြင်းယူရို150ပဝင်ခြင်းဆိုဘုံပေါက်ကမီလော့စ်ကာကစ်ကိုသူတို့ထပ်ပြီးဆုံးရှုံးမယ်သူတို့အစားထိုးကစားမှာတော့ခေါ်ပြီးပြီး18တန်းပေးရတယ်အဲ့ဒါနဲ့သူတို့လီဗာပူးကနောက်တစ်ယောက်ခေါ်သွားတဲ့ချိန်မှာသူတို့ဒုတိယမြောက်ကစားမှာဆုံးရှုံးနောက်တစ်ယောက်ကတော့အခုစပန်းကြီးဆိုတဲ့ယူကရိန်းနောက်ကစားမှာဒင်းဟော်ဆန်နဲ့တွဲကစားတဲ့နောက်တစ်ယောက်အဲ့ဒီတစ်ယောက်ကလည်းအခုပါရီစ်စင်ဂျာမိန်ကိုပြောင်းမှုများပြီးပြောင်းရွှေ့ခြင်းယူရိုတန်း60နဲ့ ညှိနှိုင်းမှုတော်တော်လေးအဆင်ပြေတယ်တကယ်လို့အားလုံးပြီးတဲ့ကိစ္စပြီးတာနဲ့ဒီပြောင်းရွှေ့ဟာဒန်တီဖြစ်သွားနိုင်ပြီးတော့ဇပန်ကြီးရဲ့အပြောင်းရွှေ့ကလည်းဘုံပေါက်ကနေထပ်ပြီးထွက်သွားနိုင်တယ်ဆိုတော့60 60ကဆန္ဒပတ်2ယောက်နဲ့120ဘယ်နောက်ကလူကတန်90အမှန်တရ180အဲ့ဒါမပြီးသေးဘူးနော်ဘုံပေါက်တင်းရဲ့တောင်ပန်စားမအန်ထရန်ဆမန်ယူကိုထော်တနာဟော့စပါမန်ယူနိုက်တက်နဲ့အသေးအများစုကအသေးအတန်လိုက်ဆိုတော့အဲ့ဒါလည်းနောက်ဆက်တွဲအနေနဲ့ဒါ ဒီသားမထွက်သွားခဲ့ရင်ဘုံမောင်ကကုံပြီလေဒီသားမတွေဆိုအတင်းတသိန်းကောင်းလာပြီဆိုရင်အတင်းကြီးတွေအကုန်လုံး white အမဲဖြတ်တာကိုကလပ်တွေမခံနိုင်ဘူးဥပမာအားဖြင့်မနစ်ကဘိုင်ယားလီဗာပူးစင်မနစ်ကချန်ပီယံဖြစ်တယ်တနစ်ကချန်ပီယံဖြစ်တယ်ပြီးခဲ့တဲ့ရာသီမှာသူတို့တိုင်ပတ်သွားတယ်အခုဆိုရင် granitic ကထွက်တော့ပြီ florian vast ထွက်သွားပြီ jeremy frame ပေါင်ထွက်သွားပြီ javi alonso ထွက်သွားပြီဒီကြားထဲမှာလီဗာပူးစင်ကသားမတွေနောက်ထပ်ထပ်သွားတယ်ထွက်သွားနိုင်ခြင်းရှိတယ် ဒါ every time ဟာကအခုလက်ရှိပြီးခဲ့တဲ့အကောင်းဆုံးဆိုပြီးကစားမားတွေတော်တော်များများထွက်သွားချိန်မှာသူ့အနေနဲ့လက်ချအသေးကိုသူခက်ခက်ခဲလောက်ရတယ်။တခါ Bayern Munich ကလည်းဒီ German မှာကောင်းလာပြီဆိုတော့ Leipzig ကောင်းရင် Leipzig ကနီးပြကားစားကစားမားကစားအကုန်ပတ်ခေါ်တာ။ Borussia Dortmund ကောင်းတော့လည်းကောင်းတယ်ဆိုပြီးကစားမားတွေတယောက်ပြီးတယောက်ခေါ်ချိန်မှာအခုလဲဘုံပေါက်ကောင်းတဲ့အချိန်မှာအခုမနစ်ကတနစ်ကျော်တော့က Alexis Mackrasa ကောင်းတယ်။ Liverpool က Alexis Mackrasa sorry Brighton ကောင်းတယ်။ Liverpool က Alexis Mackrasa ကိုခေါ်သွားတယ်။ Wise Sky Zero ကိုခေါ်သွားတယ် Brighton ကနေ Brighton ရှိရတဲ့သားမတွေတယောက်ပြီးတယောက်ခေါ်သွားတယ် Brighton တော်တော်လေးဝီးဖြစ်သွားဒါမှမဟုတ်သူတို့ Premier League မှာတကယ်ဆိုရင် Roberto De Sabi တုန်းကဆို European ပြိုင်ပွဲတွေဝင်ခွင့်ရပြီမဲ့အခုဒါအခုလူငယ်နီးပြလေးလက်ထက်မှာနည်းနည်းလေး struggle ဖြစ်တယ်ဒါပေမဲ့သူတို့မစိုးလို့ပြောလို့ရတယ်သူတို့မှာ talented player တွေခြံသေးတယ်ဒါပေမဲ့ပြောချင်တာကဘယ်အသီးမှအကြိုက်ကြီးမခံဘူးအသင်းကြီးတွေရဲ့ဝါမျိုးချင်းကိုခံရတယ်အခုမကြဘူးဒီပုံတန်ဆိုရင်ဘုံမောက်ကဝီးဖြစ်ပြီးတော့ တိုင်ပတ်အောင်ပါအဲ့လိုထပ်ပြီးဖြစ်တင်းမှုတွေကစားမသစ်တွေသွေးသစ်မလောင်းနိုင်ဘူးမရှာနိုင်ဘူးဆိုတော့တေးကြတယ်ဘုံမောက်ဟာဒီယာဒီမှာ တိုင်ပတ်နိုင်တယ်အခုလောလောဆယ်မှာတော့ဒါဒင်းဟော်ဆန်ထွက်ပြီးကာကီထွက်ဖို့တေးကြပြီးအဲ့ဒါကိုမှစပန်းကြီးက BSC နဲ့တစ်ဖက်က Antra Samanyu ကလည်းအသင်းသစ်ကိုပြောင်းဖို့နှိစက်နေပါပြီအားလုံးကျေးဇူးတင်ပါတယ်